ညာဘက်ပူလို့ရေချိုးမိအောင်အခုလိုဘဝကူးသွားရတဲ့ရွှေပြည်သားကအမျိုးသမီးပြည်သက်များလုံးမင်္ဂလာပါရှင်အေဂရစ်တိုင်ယာရီကနေပြန်လေးကြိုဆိုလိုက်ပါတယ် ရန်ကုန်မြို့မှာညာဘက်ပူလို့ရေစင်းချိုးမိရင်ကွယ်လွန်သွားခဲ့ရတာကတော့အသက်20ကျော်အရွယ်အမျိုးသမီးငယ်လေးတအူးပါမတ်တီရီနွယ်လို့ခေါ်တဲ့အဆိုပါအမျိုးသမီးဟာမတမာလူလူငယ်၃ယောက်ရဲ့ပြစ်မှတ်သားကောင်ဖြစ်ခဲ့ရပြီးတော့ရက်ဆက်စွာနဲ့အဆုံးစီရင်အလောင်းဖြောင်းဖြတ်ခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။အလုံးတိကျတဲ့အတိုင်းအခုချိန်ရန်ကုန်မြို့မှာမူရင်စေဝါသုံးဆွဲပြီးမကောင်းမှုဒုစရိုက်လုပ်ငန်းတွေကိုကျူးလွန်တဲ့မူရင်ရန်ကားသူတွေများပြားလာပါတယ်။အခုကမှလည်းမတ်တီရီနဲ့တယောက်ပူလို့ရေစင်းချိုးရင်းနဲ့ဒုစရိုက်သမားတွေရဲ့သားကောင်ဖြစ်ခဲ့ရတာဖြစ်ပါတယ်။ အခုလိုတပ်ဖြတ်ခံလိုက်ရတဲ့အမျိုးသမီးငယ်လေးကတော့မတ်တီရင်နယ်လို့ခေါ်ပြီးတော့မြင်းချန်ဇာတိဖြစ်ပါတယ်။မတ်တီရင်နယ်ကမိဘမျိုးရိုးစင်ဆက်လေယာလုတ်ကင်လာကြတာဖြစ်လို့သူမလေးမှာဂျပန်ကိုသွားရောက်ပြီးတော့မိဘတွေကိုကောင်းကောင်းမွန်မွန်ထားခြင်းတဲ့အတွက်ဂျပန်သွားဖို့အတွက်ပြင်ဆင်နေရနှစ်နှစ်ရှိပြီဖြစ်ကြောင်းသိရပါတယ်။ ဒီကနေ့လပိုင်းမှာတော့မတ်တီတီနယ်ကဂျပန်နိုင်ငံသွားဖို့အတွက်စာမေးပွဲဖြေဆိုဖို့မြင်းကျန်မျိုးကနေမကြခင်ရပိုင်းကမှရောက်ရှိလာခဲ့ပြီးတော့ရှေ့ရက်ကွက်တပင်ရွှေထီးလန်းနဲ့ဘူမီအောင်လန်းထောက်မှာရှိတဲ့တုံးတက်အဆောင်မှာနေထိုင်လာလို့သိရပါတယ်။မတ်တီတီနယ်ဘလို့အကြောင်းကြောင့်ဒူစရိုက်သမားတွေလက်ထဲကိုရောက်ရှိသွားသလဲဆိုတာရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။အစောပိုင်းမှာတော့မတ်တီရီနယ်ကပူလို့တူတဲခုန်ရဲ့တုံးတက်တိုက်ကနေညဘက်ကြီးအောက်ထက်ကိုရေစင်းချိုးတယ်လို့သိရပါဗျ။ ဒီလိုချိန်မှာလူငယ်၃ယောက်ဟာမက်သီရီနယ်ရဲ့ဖုန်းနဲ့ရွှေလက်စွပ်ရွှေဆွဲကြိုးတွေကိုယူပြီးတော့အတ္တမချင်းလက်စားဖြောက်က ုံးပိုင်းပိုင်းပြီးတော့ရွှေပြည်သာဆက်လေးရက်ွက်အကင်းတော်ရဲမှာစွန့်ပစ်သွားတာဖြစ်တယ်လို့သိရပါတယ်။ရွှေပြည်သာဒေသခံတယောက်ကလည်းအတော်ကြောက်ဖို့ကောင်းနေရရဆက်ဆက်ခုတ်ဖြတ်ထားတာအလောင်းစားတွေတော့ဘဲကလေးဆိုတာဘယ်သူမှမသိကြဘူး။လိုက်လံစုံစမ်းတော့ရှေ့ရက်ွက်ကပျောက်သွားတဲ့ကောင်မလေးဖြစ်နေရဲ့ဂျပန်နိုင်ငံသွားဖို့မြင်းကြံကနေတင်နန်းကိစ္စအလားစုံစမ်းရင်းဖြစ်တော့မနေ့ကပဲအတူပါချတယ်လို့ဆိုပါတယ်။နောက်ထပ်တယောက်ကလည်းမတ်တီရီနယ်ဟာရှေ့ရက်နေ့ကလေးကပျောက်နေရဖြစ်ကြောင်းလူပျောက်တောင်ရဲစခန်းမှာဖွင့်ထားကြောင်းအဆောင်ကသူတွေကတော့မတ်တီရီနယ်ကရေးစားနောက်ပါသွားပြီလို့ထင် င်နေရအလောင်းသွင်းမှပဲအတိုက်ခံရမှန်းသိတာအုပ်စုဖွဲ့မရင်းကျင်ထားတယ်ဆိုတာကိုအထူးမှုခင်တက်ဖွဲ့ CID ကအတည်ပြုတာလို့ဆိုပါတယ်အခုခါမှာတော့မတိတိနယ်ကိုပြစ်မှုကျူးလွန်တဲ့သူတွေကိုရဲစခန်းကဖမ်းမိထားကြောင်းသိရပါတယ်ပြစ်မှုကျူးလွန်သူတွေကိုရဲစခန်းကဖမ်းမိတဲ့အခါမှာတေဆုံးသူကန်ဆောင်တဲ့ဖုန်းနဲ့ဝင်းစင်ထားတဲ့လက်စွပ်ကိုတင်စီရမိခဲ့ပြီးတော့အလောင်းကိုရွှေပြည်သားမျိုး၁၄ရက်ကကိုင်းတော်မှာတွားရောက်ဆွန့်ပစ်ခဲ့တယ်လို့သိရပါတယ် မတ်တီနီနယ်ကိုလှုပ်ကြံသူတွေကတော့သူရာလင်းအောင်မြင့်မြတ်နဲ့အကျော်စင်မောင်တို့ဖြစ်တယ်လို့ဆိုပါတယ်။လက်တလုံးမှာဖန်စီရမိသူသူရာလင်းအောင်မြင့်မြတ်နဲ့ကျော်စင်မောင်တို့သုံးယောက်ကိုရွှေပြည်သားမျိုးမရဲစခန်းကရာဇသက်ကြီးပုံမတွေဖြစ်တဲ့ပုံမ39နဲ့300နဲ့200တင်တဲ့အမှုဖွင့်လက်စစ်ဆေးနေရလို့ရဲတပ်ဖွဲ့နဲ့အနီးစပ်သူတွေကဆိုပါတယ်။ပေါ်ထုတ်ချက်တွေအရအဆိုပါတရခန်သုံးယောက်ဟာအဆောင်တစ်ခုထဲမှာနေထိုင်သူအသက်22နှစ်အရွယ်အမျိုးသားနဲ့၎င်းရဲ့တငယ်ချင်း2ဦးဖြစ်တဲ့အသက်14နှစ်အရွယ်တို့က3ဦးပေါင်းပြီးတော့ပြုလုပ်ခဲ့ရ ဖြစ်ကြောင်းသိရပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမတ်တီရင်းနယ်ရဲ့အမှုနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။